တကယ်တမ်းပြောရင်ဒီစစ်ကောင်စီတဲမှာဗောနော်စစ်ကောင်စီတက်ထဲမှာဂိတ်ထိုင်ရင်တထေးဖြစ်မယ်ဆိုတော့စကားဗောနော်အဲ့ဒီစကားကလုံးဝနာမည်အကြီးဆုံးပုံသိနေတခုဖြစ်တယ်လုံးဝရန်သူဘက်ကစကားပြောတဲ့အတန်ကားဆကြားနေရတဲ့အထီကိုဗောနော်တက်ပြီးတော့လုံးဝကတ်ထားတာကတ်ထားပြီးတော့အမိတ်မပေးမချင်းဘာမှမလုပ်ဘူးအတန်မထွက်ဘူးအဲ့လိုမျိုး င်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာလ19ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာရည်ချင်းနေရည်ပြီဆိုရင်တော့သတင်းကောင်းပြီပေါ့နော်အဲ့တော့ဒီနေ့သတင်းကောင်းတကယ် share share ပေါ့နော်သတင်းကောင်းကဘာလဲဆိုတော့ဒါစစ်ကောင်စီရဲ့နမခတိုင်းမှုတိုင်းမှုတည့်ရတယ်မှာအကောင်ကဒါတကယ်ပြောရင်မျိုးမထွေးမျိုးမထွေးအဲတကယ်ပြောဒီကောင်က ော်တော်လေးဒါရုပ်မှာရက်ဆက်တဲ့နီလန်မျိုးတွေနဲ့ဒါစကိုင်းမကွေးပြီးရင်ချင်းပြည်နယ်ဒီလိုနေရာမျိုးတွေမှာလှုပ်ဆောင်နေတဲ့ကောင်တွေပေါ့နော်လှုပ်ဆောင်နေတဲ့ကောင်အဲ့ကောင်ကပြီးတော့ဒါလက်နက်ချအညံ့ခံခဲ့ရတဲ့ကောင်ဖမ်းခံရတဲ့ကောင် တုံမန်းကောင်ပြောရရင်အဲ့လိုကောင်မျိုးဒါတော်တော်လေးကိုရုံမှာပက်ဆက်တဲ့ကောင်အခုတော့အဲ့ကောင်ကိုဒါအကျေကျုံနဲ့ပေါ့နော်ဒီနာမကတိုင်းမှုကိုဒါအကျေကျုံနဲ့ခုံရုံးဖွဲ့ဆစ်ဆေးနေပြီဆိုပြီးတော့သိရတယ်ပေါ့နော် ပြီးရင်ဒါတမတ်သုံးသုံးဒုတမမှုပေါ့နော်အဲ့ဒီကောင်ကိုလည်းအချုပ်ထဲမှာထည့်ပြီးတော့ဆစ်ဆေးနေတယ်ဆိုပြီးတော့သိရတယ်အဲ့တော့တမတ်သုံးသုံးဒုတမမှုဆိုတာကတော့ဒါနောက်တန်းမှာကြံခဲ့တဲ့ကောင်အဲတိုင်းမှုဆိုတဲ့ကောင်ကလည်းခုနမျိုးဝင်းနှွေးဆိုတဲ့ကောင်ကလည်းနောက်တန်းမှာကြံခဲ့မဲ့ကောင် ဘာလို့လဲဆိုတော့တက်မ335ဒါရှေ့တန်းထွက်ပြီးဆိုစစ်စင်ရင်ထွက်ရင်ဒါတက်မမှုကတော့ပါသွားမယ်ဒုတက်မမှုကတော့ကျန်နေခဲ့ပြီးတော့တက်နေမှုပုံစံမျိုးလောက်ရမယ်ပေါ့နော်အဲ့လိုမျိုးလောက်ရတဲ့ခါမှာသူတို့နောက်တမ်းအဓိကတာဝန်ရှိတဲ့သူတွေကိုဖမ်းပြီးတော့အခုလိုမျိုးဒါခွန်ရုံးဖွဲ့စစ်ဆေးနေတယ်ဆိုတော့ထူးခြားတဲ့အကြောင်းအရာတွေရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒါ homeland ဘက်ကပေါ့နော်ရွှေလုတ်ကွက်တွေနဲ့ပတ်သက်ပြီးတော့ပြင်ရွှေလုတ်ကွက်တွေလည်းပါတယ်ပြီးတော့ဒါကုန်တယ်ကားတွေပေါ့နော်ကန့်သက်ကုန်တွေကိုတင်တဲ့ကားတွေပေါ့နော်အဓိကတော့ဒါသူတို့တွေပိတ်ပင်ထားပါတယ်ဆိုတော့ကားကုန်တွေပေါ့နော်အဲ့ကုန်တွေကို တဲ့တဲ့ကားတွေအဲကားတွေကိုဒါခွင့်ပေးတဲ့ခွင့်ပေးတယ်ပြီးရင်အဲကားတွေဆီကနေပြီးတော့ငွေကြေးတောင်းခံတယ်ဆိုတော့ခေါင်းစဉ်နေနေပေါ့နော်အခုလိုမျိုးဒါအခြေချုပ်တွေအချုပ်ချတာတွေအဲလိုမျိုးပုံစံမျိုးနေနေစစ်ဆေးနေတာဖြစ်ပါတယ်အဲလိုမျိုးအာဂရီလိုက်စားတဲ့ဟာတွေမှာနာမည်အကြီးဆုံးကတော့ဒီစကိုင်းတရားပေါ့နော်စကိုင်းတရားကစစ်ဆေးဂိတ်ဆိုပြီးတော့သိရတယ်အဲစစ်ဆေးဂိတ်ကဒါတမတ်33နဲ့ဒါနာမခါနဲ့ပေါ့နော်သူတို့ကနေပြီးတော့ဒိုက်ရိုက်ကုတ်ခဲ့ပြီးတော့အဲဒီကနေဒါကင်တွေပြီးတော့မျှဝေစားတောက်နေတဲ့နေရာဖြစ်တယ် တော့ gate ထားတယ်ဆိုတဲ့ဟာကဒါလှုပ်ရှားဖို့ပဲပေါ့နော်လှုပ်ရှားဖို့ဒီကောင်တွေအတွက်လှုပ်ရှားဖို့တသက်ဝင်ဖန်ထားတာပေါ့နော်အာပြည်သူတွေအတွက် လုံခြုံရေးနဲ့လည်းဘာမှမဆိုင်ဘူးအဲပြီးတော့ဒါနိုင်ငံအတွက်လုံခြုံရေးနဲ့လည်းဘာမှမဆိုင်ဘူးပေါ့နော်အဓိကတော့ဒီလိုနေရာမျိုးတွေမှာသူတို့အကုန်ပါဝင်နေဒီလိုမျိုးသွာလာနေတဲ့လမ်းကြောင်းတွေမှာ gate ပုံစံမျိုးတွေဖွင့်ပြရတယ်သူတို့ကငွေကြေးကောက်ခံမယ်ငွေကြေးတောင်းခံမယ်ကိုကျိုးရှာမယ်ဆိုတဲ့ပုံစံမျိုးတွေကြောင့်မလို့ဖွင့်လှစ်ထားတာပေါ့နော်အဲ့တော့တကယ်တမ်းပြောရင်ဒီစစ်ကောင်စီထဲမှာပေါ့နော်စစ်ကောင်စီတက်ထဲမှာ ဂိတ်ထိုင်ရင်တထေးဖြစ်မယ်ဆိုတော့စကားပေါ့နော်အဲ့ဒီစကားကလုံးဝနာမည်အကြီးဆုံးပုံသိနည်းတစ်ခုဖြစ်တယ်အဲ့တော့အဲ့ဥစ္စာနဲ့ပတ်သက်လို့အဲ့လိုမျိုးဒါကုံအကန့်အကုံတွေတဲတာတွေပြီးရင်ရွှေလောက်ကတ်တွေအဓိကတော့ကိုကျိုးရှာတဲ့ခေါင်းစဉ်တွေနဲ့အခုဒီနှကောင်ကိုဒီနှကောင်ကိုအဲဒါမြုံမင်းထွေးမြုံမင်းထွေးဒါနဲ့ဆက်ဆက်ပြီးပြောမယ်ဆိုရင်ကြဲကျုံနဲ့ပေါ့နော်စစ်စေးခံနေရတဲ့နာမကတိုင်းမှုဘုံမှုကျုပ်မြုံမင်းထွေးဆိုတဲ့ခေါင်ကနာမကမှာတိုင်းမှုမဖြစ်ခင် MNDA ရဲ့ဖန်ဆီးခြင်းခံခဲ့ရသူဖြစ်တယ် အဲ့ဒါတော့အားလုံးသိတယ်ဗောနော်အဲ့တော့ပြန်လွတ်လာတဲ့အချိန်မှာသူကတာတာက73အဲတမလို့တမ်းမြင့်လေးချင်းအကြောင်းဗောနော်မတ်73တမလို့တမ်းမြင့်လေးချင်းအကြောင်းဆိုတဲ့နေရာမှာအကြောင်းအုပ်ကြီးဖြစ်ခန့်ထားခြင်းခံရတယ်ဗောနော်ပြီးမှနာမခတိုင်းမှုဖြစ်တာဝန်ပေးခြင်းခံရတယ်အဲနာမခတိုင်းမှုအဟောင်းဖြစ်တဲ့ ဗိုလ်ချုပ်တန်းထိုက်ပေါ့နော်အဲတန်းထိုက်ကိုကြတော့ဒါစေဦးစီးရာရှိချုပ်ဖြစ်နေနေရာပေးပြီးရဲ့နောက်မှာမြို့မင်းထွေးကတိုင်းမူအစ်စ်ဖြစ်လာတယ်အဲ့တော့ဒါမြို့မင်းထွေးတိုင်းမူအစ်စ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာဒါတိတဲ့အတိုင်းပဲတော်တော်လေးကိုရုံမှရိုင်းဆိုင်နဲ့လောက်ရမျိုးတွေတောက်လျှောက်လုပ်ခဲ့တာတွေရှိတယ်အဲအဲ့ဒါကြောင့်မလို့လဲကျွန်တော်တို့ဒါပြည်သူတွေကဆဝိုင်းပြပြောတယ်ပေါ့နော်ဒီလိုမျိုးစစ်တုံ့ပန်းကောင်ဘာဖြစ်လို့လွတ်ပေးတာလဲဆိုတဲ့ပုံစံမျိုးပြောခဲ့ကြရရှိတယ်ပေါ့နော်အဲ့တော့နမခရဲ့ကိုကဲမှုတွေအနေနဲ့ဒါစကိုင်းတိုင်းမကွေးတိုင်းနဲ့ချင်းပြည်နယ်တို့ဒီနေရာတွေပါတယ် ါနမခိုင်ကိုကဲမှုနေရာတွေပေါ့နော်အဲ့တော့ဒီဒေတာတွေမှာလည်းဒါစစ်ကောင်စီကနီးမျိုးစုံတုံးပြီးတော့တလိုင်းတက်တွေကိုဥနေမှုစ조사ခဲ့တာတွေရှိတယ်အဲ့တော့ဒီမျိုးမင်းထွေးဆိုရင်နမခတိုင်းမှုဖြစ်လာပြီးရဲ့နောက်ပိုင်းမှာနမခကိုကဲမှုအောက်ကဒေတာတွေမှာပေါ့နော် ဟိုနာစကိုင်းမကွေးဒီချင်းပြည်နယ်ပေါ့နော်အဓိကတော့နာမခနေရာပူဆိုးတယ်ပေါ့နော်ဒါမုံရွာမုံရွာပိုက်ဝင်းကျင်ပေါ့နော်အဲ့လိုနေရာမျိုးတွေကပူဆိုးတယ်သူဘာလုပ်လဲပါရာမိုတာတွေဂျိုင်ရိုကော့ပရာတွေဒါတွေကအစတုံးပြီးတော့ဒါပြည်သူတွေပေါ့နော်ရတပြည်သူတွေကိုဘုံကျဲတိုက်ခိုက်ပြတာမျိုးတွေဇက်တိုက်လုပ်ခဲ့တဲ့အကောင်ဖြစ်တယ်အဲပြီးတော့ကျတော့ဒါစစ်အင်အားတွေဖြစ်တင်းပြီးတော့ဇက်တိုက်စစ်ကြောင်းထိုးတာတွေတောက်လျှောက်လုပ်တယ်အဲစစ်ကြောင်းထိုးတဲ့အပြင်ပေါ့နော်ဟိုတလောကဆိုဒါကြားလိုက်လိမ့်မယ်6ဦးနာကပေါ့နော်အဲဒီစီမီတပိတ်ပေါ့နော်စီမီတပိတ်လုပ်တဲ့ဟာကိုညဘက်ကြီးဘုံနဲ့လာကျဲွားလို့ အများကြီးပဲဗျာစိတ်စိတ်မောမောဖြစ်သွားကြတာကြီးပေါ့နော်ထိခိုက်သွားတာတွေအများကြီးပဲအများကြီးပဲအဲ့လိုပြည်သူတွေပေါ့နော်ကလင်းငယ်တွေရောအဲ့လိုမျိုးဖြစ်သွားတဲ့ဖြစ်စဉ်တွေရှိတယ်အဲ့ဒါဒီကောင်းမှတာဝန်ရှိဆုံးဒီကောင်းတိုင်းမှုဒီကောင်းမှတာဝန်ရှိဆုံးဟိုဒီမုံရနမခတဲ့မှာဆိုရင်ဒါဂျိုင်ယိုကော့ပတာဒါ3စီလားမသိ3စီပါရမတာ4စီအဲ့လိုပုံစံမျိုးနဲ့ဒါထားထားပြီးတော့ကိုဇက်တိုက်စင်စက်မပြတ်အဲ့နားပတ်ဝန်းကျင်နေလိုက်ပြီးဘုံကျဲတဲ့ရုပ်မှရိုင်းဆိုင်တဲ့ကောင်အဲ့ကောင်အဲ့တောင်းစားတကယ်အခုအခုလိုမျိုးဖြစ်သွားရဆိုတာနဲသိတယ်လို့ပြောရမှာ အခုကအေးအေးယူခံရလောက်တဲ့အဆင့်ပဲရောက်သွားမှာဗျာတကယ်တမ်းဆိုရင်လေထောင်ကျပါညာဒါမျိုးအဆင့်တွေတော့တွားရင်တွားနိုင်တယ်ပေါ့နော်အမှန်တကယ်အဲ့ထက်ပိုသွားမှာအဲ့ကောင်လုံးဝအတက်ပါပျောက်သွားမှာကောင်မျိုးပေါ့နော်တော်တော်ရုံမှာရိုင်းဆိုင်တဲ့ကောင်မျိုးအဲ့တော့ဒီလိုမျိုးဒါသူလောက်ခဲ့တဲ့လောရက်တွေထဲမှာဒါဘုံကျက်တိုက်ခိုက်တာရှိသလိုဒီစစ်ကြောင်းထိုးတဲ့နေရာကဒေသတွေပေါ့နော် အဲအဲ့လိုဒေတာတွေမှာရှိတဲ့ခြေရွာတွေဆိုရင်လည်းဒါခြေရွာတွေကိုဖျက်ဆီးတာတွေမီးရှို့တာတွေပေါ့နော်အဲပြီးတော့ဒါဒေတာကန်ပြည်သူတွေကိုတတ်ဖြတ်တာတွေပေါ်တာဆွဲဝါးတာတွေအဲနောက်တစ်ခုကဒါဖမ်းဆီးပြီးတော့တစားကန်အနေနဲ့လှုပ်ဆောင်တဲ့ဟာတွေဒါတွေကစဒီကောင်လုံးဝမျက်စိမေ့ပြီးတော့လောက်ခိုင်းခဲ့တာပေါ့နော်လောက်ခိုင်းခဲ့လို့ဒီလိုမျိုးအမိန်ပေးခဲ့လို့ဒီဖြစ်စဉ်တွေဖြစ်တာအဲ့တော့သူ့မှာအကုန်လုံးတာဝန်ရှိတယ်အဲ့ပြည်နယ်တွေအဲ့တိုင်းတွေမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေအကုန်လုံးမှာဒီကောင်တာဝန်ရှိတယ် အခုအဲ့လိုကောင်မျိုးကိုဒါအခြေချုပ်နဲ့ဖန်ဆီးပြီးတော့စစ်ဆေးနေပြီဆိုတဲ့ဟာကလည်းတကယ်ပြောရင်တော့သတင်းကောင်းတော့သတင်းကောင်းပါတော့ဒါပေမဲ့အဲ့ထက်အကောက်အားမရအောင်အခုဘာဖြစ်ဖြစ်ဒီကောင်တွေဒီလိုဖန်ဆီးခံရရဆိုတော့လည်းကောင်းတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးရုံမှရိုင်းဆိုင်တဲ့ကောင်တွေကိုပေါ့နော် ပြန်လှုပ်ပေးလိုက်တဲ့အကျိုးဆက်တွေကကျွန်တော်တို့ဘာတွေဖြစ်လာစေသလဲ အဓိကတော့ခုနလိုရုံမှရက်ဆက်တဲ့လောက်ရက်တွေလောက်ခဲ့လို့ပြည်သူတွေတည်ကြည်ပျက်စီးကြတာအများကြီးရှိတယ်။အဲပြီးတော့ဒါ PDF တပ်ဖွဲ့တွေပေါ့နော်။ဒါစစ်ကြောင်းထိုးတာတွေအဲခြေရွာတွေကိုဖျက်ဆီးတာတွေ PDF တပ်ဖွဲ့တွေကိုဒါတိုက်ခိုက်ဖို့အတွက်လှုပ်ဆောင်နေတာတွေကိုပို့တိုးပြီးတော့လှုပ်လာတဲ့ကောင်းတကောင်းပဲဖြစ်လာတယ်ပေါ့နော်။အဲ့တော့သုံးပန်းနေနဲ့ပတ်သက်လို့ရုံကတော့ပြန်လွတ်တဲ့ခါမှာပေါ့နော်။လက်လေးပဲဖြစ်ဖြစ်ခြေထောက်လေးပဲဖြစ်ဖြစ်ပေါ့နော်။အဲ့လိုမျိုး ဖြတ်ရင်လည်းဖြတ်ပါတော့အဲ့လိုပုံစံမျိုးလေးနဲ့ဒါပြန်လှုပ်ပေးရင်တော့လည်းတမျိုးပေါ့လေနော်အခုတော့အကောင့်တိုင်းပြန်လှုပ်ပေးလိုက်တဲ့ခါကျတော့ဒီသရောင်းစားရှုံမာတာတွေအများကြီးခံခဲ့ရတယ်ပေါ့နော်ဒါပေမဲ့အခုလိုမျိုးအဲ့ကောင်တွေနီးမျိုးစုံသုံးပြီးတော့ပေါ့နော်သူတို့ဒါကိုကဲမှုအောက်ကတိုင်းနေပြည်နယ်တွေမှာသူတို့စစ်စင်ရေးတွေလှုပ်တာတွေရှိတယ်ဒါပေမဲ့လည်းဒါဆေးရုံနှိမ့်မှုတွေကတို့အစဉ်ဆက်မပြတ်ကြုံနေရတယ်ဆေးရုံနှိမ့်တာတွေနေရာတိုင်းမှာရှိတယ် အရင်မတအောင်သူတို့ရဲ့စေရေးရီမန်းချက်တွေမပြည့်ဝတာတွေအဲ့ဒါတွေကြောင့်မလို့ပဲဒါအကြီးပိုင်းနေထီဖီအားတွေပို့ပြီးတော့ဖြစ်လာစေတာဖြစ်တယ်အဲ့တော့ကလေးဂန်ကောဖလန်းနဲ့တီးတိမ်မြို့နယ်တွေအဲလာပြီတကယ် heavy လာပြီပေါ့နော်တကယ်တရင်ကောအဲ့မြို့နယ်တွေမှာပေါ့နော်ဒါစစ်ကောင်စီနဲ့တော်လိုင်းမာဘေးတွေကြတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားတယ်အဲရှေ့ရက်မှာလည်းဒါဒီပြည်နယ်မှာပဲပေါ့နော်ချင်းပြည်နယ်မှာပဲအဲစစ်ကောင်စီဘက်ကပေါ့နော်တော်တော်လေးအထိနာသွားတဲ့ဖြစ်စဉ်တွေရှိတယ်တော်လိုင်းတပ်တွေဘက်ကဒါအပြင်းထန်ဒါတိုက်ခိုက်ခဲ့လို့အောင်မြင်မှုရခဲ့တာတွေရှိတယ် စစ်ကောင်စီဘက်ကအယောက်40ကျော်လောက်အသက်ပြောက်ပြီးတော့ဗောနော်နှုတ်ကဒါလက်နက်ခဲယံအချို့ရတဲ့အပြင်တစားကန်လှုပ်ခန့်ထားရတဲ့ဒါပြည်သူတွေဗောနော်အဲ့ပြည်သူတွေကိုလည်းပြန်ပြီးတော့ကယ်ထုတ်နိုင်ခဲ့တယ်အဲပြီးတော့ဒါသူတို့ဖန်စီခေါ်ဆောင်သွားတဲ့ပြည်သူတွေအပြင်ဥမာသူတို့တင်းစီသွားတဲ့ပေါ့နော်ချိုးဆွဲသွားတဲ့ဒါအယက်သားပြည်သူတွေရဲ့ကားတွေကိုအစပြန်ပြီးတော့ရယူနိုင်ခဲ့ပြီးတော့အဲပြည်သူတွေလက်ထက်ကိုပြန်ထည့်ပေးနိုင်တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တယ်ပေါ့နော်အဲ့တော့မနေ့ကဆိုရင်လေအဲ့ဒီဘက်ကတိုက်ပွဲတွေရဲ့အားရကြသတင်းကောင်းတွေထွက်ပေါ်လာတယ်အဲ့ဒါဘာလဲဆိုတော့စစ်ကောင်စီဘက်က ဗိုလ်မှုဗိုလ်ကြီးအဲဗိုလ်မှုဗိုလ်ကြီးအပါဝင်စစ်သားတရားကျော်တရားကျော်တည်ဆုံးပြီးတော့လက်နက်ခဲရန်ဒါအများပြတင်းစီရရှိခဲ့တာဖြစ်တယ်။ဒါအပြင်စစ်တုံးပန်းဒါမကြားခြင်းဆုံးစကားဒါအပြင်စစ်တုံးပန်းအဖြစ်လည်းဖန်စီရရှိရရှိတယ်။ကျွန်တော်မကြားခြင်းဆုံးစကားဆိုတော့ဘာကြောင့်ပြောလဲဆိုစစ်တုံးပန်းမလို့ပြောတာပေါ့နော်။ဘာကြောင့်လဲဆိုတော့အဲစစ်တုံးပန်းဆိုတဲ့ဟာကတိုက်ပွဲအတွင်းမှာဒလိုင်းတပ်ဖွဲ့တွေကိုအသေးတတ်ခိုက်ဖို့ပေါ့နော်။သူတို့ထုံးဖြတ်ပြီးတော့ဒါလောက်ခဲ့ကြတဲ့ခေါင်းတွေလက်နက်မချဘဲနဲ့ ကြီးကုံတဲ့အထိပြစ်ခတ်တာမျိုးတွေဒါမျိုးပုံစံမျိုးတွေလုပ်ခဲ့ကြတဲ့ကောင်တွေပေါ့နော်အဲ့ကြောင့်တို့အချောင်းမျိုးချောင်းလို့ပိတ်မိသွားလို့ပဲဖြစ်ဖြစ်ကြီးစံကုံသွားလို့ပဲဖြစ်ဖြစ်ဒါမျိုးအခြေအနေချောင်းမလို့တို့ဖမ်းဆီးရမိတဲ့ကောင်တွေအခေါင်းကြီးတုံမန်းတုံမန်းဆိုပေမဲ့လေဒလိုင်းတပ်ဖွဲ့တွေကိုအဆုံးထိတိုက်ဖို့အတွက်ဆုံးဖြတ်ခဲ့တဲ့ကောင်တွေအဲ့လိုကောင်မျိုးတွေကိုကျွန်တော်တို့မကြားချင်ဆုံးစကားလို့တုံးရတာဖြစ်တယ်ပေါ့နော်တကယ်တကယ်တမ်းစောလင်စွာခုနလိုပေါ့နော်လက်နက်ချညံ့ခံဒါမျိုးနဲ့ပူပေါင်းလာတဲ့ကောင်တွေအလင်းဝင်လာတဲ့ကောင်တွေအညံ့ခံတဲ့ကောင်တွေဆိုရင်တော့ဒါတမျိုး အဲ့ဆိုရင်တော့တက်ရှင်တန်ခွင့်ပေးတင်တယ်ပေါ့နော်ပေးတင်တယ်ဖန်ဆီးထားတာတွေအရေးယူတာတွေဆက်လက်ပြီးတော့ဆောင်ရွက်တင်တယ်အချိန်ချင်းမှာသူတို့ပြန်လွတ်မြောက်ပြီးတော့သူ့ရဲ့အပြစ်ကြွေးတွေဆက်ပြီးတဲ့အခါကျရင်ဒါတော့မှအများကြီးဆက်မှာအကောင်တွေဘလောက်တော့မှလုတ်ခဲ့တယ်မသိဘူးပေါ့နော်အဲ့ကြအဲ့လိုမျိုးတေချာဆစ်ဆေးပြီးတော့ထိုက်တန်တဲ့ပြစ်တန်တွေထိုက်တင်တာမဟုတ်ထိုက်တန်တဲ့ပြစ်တန်တွေပေးပြီးသွားမှပဲအဲသူတို့ကိုပြန်ပြီးတော့လွတ်လပ်ခွင့်ပေးတာမျိုးလုတ်တင်တယ်ပေါ့နော်အဲ့တော့ဒါလုံးဝကြီးကုံတဲ့အထိအမ်ဘာဖြစ်တယ်ညာဖြစ်တယ်တိုက်ပွဲတွင်းမှာတော့ဒလိုင်းတပ်ဖွဲ့တွေဘက်ကိုဆဲလိုက်ဆူလိုက်အဲ့လိုမျိုးလုတ်ခဲ့တဲ့ကောင်တွေကိုမိတဲ့အခါကျတော့ဒါ တုံပန်းဆိုဒါတကယ်ပြောရင်ပေါ့နော်ဒါမဖြစ်တဲ့အရာတစ်ခုတော့ဖြစ်နေပြီပေါ့ဗျာအဲ့တော့ဒီချင်းပြည်နယ်ဒါချင်းလန်းအစိုးရပေါ့နော်ဒါကာဝေးဝင်ကြီးဌာနကသတင်းထုတ်ပြန်ချက်အရစစ်ကောင်စီဘက်ကချင်းပြည်နယ်အတွင်းကိုထိုးပေါက်ဝင်ရောက်ဖို့စစ်ကြောင်းထိုးလာတာကိုဒါချင်းတော်လိုင်းရင်တက်တွေနဲ့မဟာမိတ်တော်လိုင်းရင်တက်တွေကပူးပေါင်းခုခံတိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲများပြင်းထန်ဖြစ်ပွားခဲ့ပြီးတော့ပေါ့နော်စစ်တပ်ဘက်မှဗိုလ်မှူးပိုကြီးအပါတရားဝင်းကျင်ခန့်တည်ဆုံးခဲ့ကြောင်းသိရပါတယ်အဲ့တော့အရာအားရစရာကောင်းတယ်ပေါ့နော်အဲကျွန်တော်အဲ့တုန်းကတကယ် စိတ်ပူရတယ်ဆိုတာတခြားကြောင့်မဟုတ်ပါဘူးဒီစစ်ကောင်စီကဘယ်နေရာကိုပဲထိုးလို့ကျွန်တော်တို့ကတော့ဒေါ်လိုင်းတက်ဖွဲ့တွေပြည်သူတွေအတွက်စိတ်ပူတာပဲဒီကောင်တွေကထိုးလိုက်တဲ့အင်အားတွေကကြည်လန်အောင်ဒါအလကားရတဲ့ဒီပါစတွေပေါ့နော်ဒီလိုပါစတွေကိုလူငယ်တွေကိုပေါ်တာဆွဲပြီးတော့စစ်သားဖြစ်လောက်ခိုင်းပြီးတော့ပါစအဖြစ်အသုံးပြုပြီးတော့အင်အားယာနဲ့ချီထောင်နဲ့ချီထိုးတာပေါ့နော်ချင်းပြည်နယ်ကို ဒီလိုမျိုးစစ်ကြောင်းတွေထိုးဖို့အတွက်ပြင်ဆင်နေပြီးစုဖွဲ့နေပြီးဆိုကနေ့ကလည်းကျွန်တော်သိတဲ့အချိန်မှာကျွန်တော်နဲ့နှိဆက်တဲ့ဒူရေစီကိုကျွန်တော်တို့သတင်းပို့ကြရရှိတယ်ပြောပြကြရရှိတယ်အာဆရာတို့ဒီလိုဒီလိုတော့ဖြစ်လာနေပြီဒီလိုတော့လှုပ်ဆောင်နေတာအတန်ကြီးကြားနေရပြီအဲ့အတွက်ဒါ ဒီဒီတာဝန်ရှိတဲ့သူတွေကလည်းပြင်ဆင်ကြတာလေလောက်ကြတယ်ဗောနော်ဘာဖြစ်စိတ်ထဲမှာတော့တွေးပူတာဗောနော်ဘာဖြစ်လို့လဲဆိုတော့အခုနောက်ပိုင်းမှာဒီကောင်လေကြောင်းကိုအရန်တုံးနေပြီးရင် drone နီးပညာမြင့်ဒါမျိုးပုံစံမျိုးတွေတောက်လျှောက်တုံးတာဖြစ်တဲ့အတွက်ဗောနော်ဆိုရင်နာစိတ်ပူတာရှိတယ်တိထပ်ပူပြီးဆိုရင်နာဗာလဲဆိုတော့လက်နက်မဲ့ပြည်သူကနိုင်ကျင့်တာနိုင်ကျင့်တယ်ဖမ်းဆီးတယ်တတ်ဖြတ်တယ်ဒါမျိုးပုံစံမျိုးတွေလောက်တော့ကျွန်တော်တို့ကစိတ်ပူကြဒါပေမဲ့အခုစိတ်ပူစရာမရှိတော့ဘာလို့လဲဆိုတော့ကျွန်တော်ဒါ post လေးတင်ခဲ့သလိုပေါ့နော်စစ်ကောင်စီစစ်သားတွေဟာချင်းပြည်နယ်မှာရှိတဲ့ဒေါ်လာရင်းတပ်ဖွဲ့တွေပေါ့နော် ဒါအပြင်ပန်းခံပြီးတော့လာတည်ရမှာဆိုလို့ဒီလက်နက်ခဲရက်နေကိုအိမ်နေရောက်လာပို့ပေးတာဖြစ်တယ်ဗောလေအဲ့ဒါကအာရစရာကောင်းတယ်ဗောနော်ဒါဟာတအနေနဲ့ပြောတာပါတကယ်တကယ်တမ်းမြေပြင်မှာဒါအပြင်းထန်တိုက်ပွဲတွေဖြစ်ပွားပြီးမှာပဲဒီလိုမျိုးရလက်မျိုးထွက်တာဗောနော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒိုင်းနဲ့ပတ်သက်လို့မှတ်တမ်းလွာရည်လဲဂုံပြူလွာရည်လဲထုတ်ပေးတင်ပါလေဗောနော်ဒါလာပေးတာမနေဘူးလीနော်နောက်ထပ်ရစရာကြီးလဲရှိအောင်မှာပဲရှေ့မှာလဲရခဲ့တာကြီးလဲရှိတယ်ပြီးတော့စစ်ကောင်စီဘက်ကအင်အားယာချီသုံးနေဆိုပေမဲ့လဲသူတို့ဘက်ကအသေးပြောက်ကလဲယာနဲ့ချီတယ်ဆိုတဲ့ဟာကိုလဲသိစေချင်တယ်ဗောနော်အဲ့တော့ ဘယ်နေရာကိုပဲတွတ်တွတ်ဘေးတွင်းနေတဲ့ကောင်တွေဖြစ်နေပါပြီအဓိကတော့စစ်ကောင်စီဘက်ကဒါသူတို့ရဲ့မိသားစုတွေပေါ့နော်မိသားစုတွေအနေနဲ့အမြန်ဆုံးကိုယ့်ရဲ့ယောက်ျားသားကိုရုံထွက်ဖို့ကြိုးစားစီခြင်းနဲ့ဘာကြောင့်လဲဆိုတော့ဘယ်နေရာကိုတွတ်တွတ်ကိုဖြစ်နေတော့တာအခုဟာဘယ်နေရာကဒါ PDF ပဲဖြစ်ဖြစ် EAO ပဲဖြစ်ဖြစ်ပေါ့နော်အထင်သေးလို့မရတော့ဘူးတကယ်စစ်ကောင်စီဘက်ကလုံးဝအထင်လည်းမသေးရတော့ဘူးသူတို့တွေတဖြုတ်ဖြုတ်နဲ့ကြွေနေကြတာပေါ့နော်အမြင်ပြမှာအာတကယ်ဘယ်နေရာသွားလိုက်သွားလိုက်ဖြစ်နေကြတာအဲဒါကြတော့ ွားသမျှနေရာတိုင်းမှာသူတို့အတွက်တက်တာရယ်ဆိုတာမရှိဘူးအဲ့တော့မင်းတို့မိသားစုတွေကိုပြောချင်တာပါနော်ကိုယ့်ရဲ့ယောက်ျားကိုယ့်ယောက်ျားကအခုလိုမျိုးကြရှေ့တန်းသွားရမယ်အရင်တော့တော့အာရှေ့တန်းဘယ်ဘက်ဆိုရင် तू ကဘာတွေးလဲဆိုတာဒါမင်းတို့ရေလည်းသိသိကြမှာပါအဓိကတော့ဒါအဲ့ဘက်သွားရဆိုရင်တော့ငွေကြေးခိုင်ပါပဲဘာပဲညာပဲအဲ့အဲ့လိုမျိုးပုံစံဟာဒီတစ်ဘက်သွားရင်တော့ဒါဘယ်ဘက်သွားရမှာအဲ့အဲ့ဘက်ကတော့ဒါစစ်စင်အခြေအနေဆိုးတယ်အဲ့လိုမျိုးတွေဒါမသွားခင်တည်းကရွေးချယ်ကြရရှိတယ်အခုသိကြတယ်မင်းတို့ကိုယ်တိုင်လည်းသိတယ်ဘယ်ဘက်သွားသွားမင်းတို့အတွက်အခြေအနေကောင်းစရာတခုမှမရှိဘူးအားကြောင့်မလို့ဒါအမြန်ဆုံး ရုံထွက်ကြပါအအသက်မတည်ဆုံးခင်ပေါ့နော်အချိန်မလွန်ခင်ရုံထွက်ကြပါဆိုတဲ့ဟာလေပြောချင်တယ်အများကြီးတော့ပြောတော့ဒါတိမှာပဲပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကဒါရွေးကောက်ပွဲမတိုင်ခင်ဒါချင်းပြည်နယ်နေရာအချို့ကိုပြန်ရဖို့စူးစမ်းနေတယ်ဆိုပေမဲ့ လက်ရှိအခြေအနေအရအသာစီးရဖို့မလွယ်ကူဘူးဆိုတဲ့ဟာကိုကျွန်တော်တို့ထပ်ပြီးတော့တွေ့ရတယ်။အဲ့တော့ဒါစစ်ကောင်စီဘက်ကဒါ plan သိမ်းမယ်တော့အတီးတိန်သိမ်းမယ်တော့ဒီလိုမျိုးကြွေးကြော်ပြီးတော့လာတော့လာတာပဲပေါ့နော်။သူတို့ကြည့်ပဲအသိခံနေရတော့မတက်နိုင်ဘူးပေါ့နော်။ရလိုက်တဲ့အပုံကလည်းတကယ်ပြအားရစရာကောင်းပါလေ။အဲ့ထဲမှာပေါ့နော်ဒေါ်လိုင်းတက်ဖွဲ့တွေပြန်ပြီးတော့အသုံးပြုလို့ရမယ်ဟာတွေကြည့်ပဲ။ကျမ်းပါလာတုံးလို့ရတယ်စိန်ပြောင်းလာတုံးလို့ရတယ်လက်နက်ငယ်တုံးလို့ရတယ်ပေါ့နော်နောက်ပိုင်းကျရင်ကျွန်တော်တော်လိုင်းတက်ဖွဲ့တွေပတ်မှာပေါ့နော်ဒီ MA1 MA2 MA3 ဒီ MA series တွေပေါ့နော်အဲဥစ္စာတွေက ကျွန်တော်တက်ဖွဲ့အနေနဲ့မတုံးချင်မှအဆုံးဖြစ်တော့မှာလာလာပြီးတော့ထောက်ပံ့ပေးနေတာဗောနော်ဘယ်ဖွဲ့မပြည့်စုံဘူးလားမပြည့်စုံတဲ့ဘက်ကိုစစ်ကြောင်းထိုးခိုင်းမယ်အဲ့လိုမျိုးများရည်ရွယ်ပြီးလုံနေသလားမသိဘူးဗောနော်အရင်နေလို့ဖြစ်သွားပြီဗောနော်အဲ့ဒါဖြစ်စဉ်ပြန်ပြောမယ်ဆိုရင်ဒါချင်းမျိုးသားတက်မတော်နဲ့ဒါဒေသန္တရကာကွယ်တက်ဖွဲ့အနေနဲ့ဖွဲ့စည်းထားတဲ့ဒါချင်းလန်းဆိုရအဖွဲ့ရဲ့စစ်ကြောင်းဗောနော်အဲစစ်ကြောင်းကစစ်ကြောင်း1နဲ့2ဆိုပြီးတော့ဒါ ွဲပြီးတော့ဗောနော်စစ်ကောင်စီကိုဒါကလေးမျိုးအဲပြီးရင်ဂံကောအဲပြီးရင်ဖလန်းမျိုးပြီးရင်တိတိမျိုးဒီမျိုးနယ်တွေမှာဒါပါဝင်ပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်တယ်ချင်းလန်းအစိုးရအဖွဲ့ရဲ့စစ်ကြောင်းတင်းနဲ့ဒါဘတ်ကော့ PDF ဗောနော်ဒါလွှဲရင်လည်းလွှဲမယ်ကျွန်တော်လည်းတိတ်တော့နားမတိတ်တော့အတန်တော့မသိဘူးဗောနော်အဲအဲ့ဒါရဲ့ပြီးရင်ဒါចောင်းသားတက်မတော့ဒါ ABSDF ရဲ့ပြီးရင် PDF ခရိုင်တက်ရင်းနေရဲ့ပြီးရင်ပခပပြီးရင်ရော PDF ရော Defense Force ဗောနော် YDF ဒီပူပေါင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့က ဒါစစ်ကြောင်းတက်အနေနဲ့ဖွဲ့စည်းပြီးတော့ကလေးနဲ့ဂံကောကြားမှာစစ်ကောင်စီကိုဖြုတ်တယ်ဟမ်အများကြီးတော့အဖွဲ့တွေကတကယ်အားရစရာကောင်းတယ်နောက်တစ်ခုဒါချင်းလန်းဆိုရအဖွဲ့ရဲ့စစ်ကြောင်းနှစ်ကဒီချင်း National Defense Force အဲပြီးရင်အဲ CNDF ပေါ့နော်ပြီးရင် PDS ဆိုလဲအဲဒီတပ်ဖွဲ့တွေကကြတော့ဒါစစ်ကြောင်းနှစ်အနေနဲ့ဒါမဟာမိတ်တွေလည်းအပါပေါ့နော်ဒါဖလန်းမျိုးနဲ့ဒါဝေဘူးလာမျိုးကြားပြီးရင်တီးတိမ်မျိုးနဲ့ဒါခိုင်ခဲမျိုးကြားမှာစစ်ကောင်စီတပ်ဖွဲ့တွေကိုဖြုတ်တယ်အာအဲ့လိုမျိုးစစ်ကြောင်းတွေကခွဲပြီးတော့ဖြုတ်တာဖြစ်တယ်အဲ့တော့ကိုစီတာဝန်တွေယူပြီးတော့ချတာပေါ့ဆိုတော့ ီနေရာကိုလာတယ်ဟဲ့ဆိုရင်ဒီတပ်ဖွဲ့တွေကငါတို့ရဲ့တာဝန်ထားဟိုနေရာကိုသွားတယ်ဆိုရင်ဟိုတပ်ဖွဲ့တွေကသူတို့ရဲ့တာဝန်ထားအဲဒီလိုပုံစံမျိုးတွေနဲ့ဒါတာဝန်ရှိရှိတာဝန်ခွဲဝေပြီးတော့ကျုံကြတာပေါ့နော်အဲ့ဒီမှာခုနကဒါဖွဲ့စည်းတိစောက်ပေးတဲ့ဟာတွေ ဥဆောင်ပြီးတော့ပါဝင်ပေးတဲ့ဟာတွေကအဓိကအရေးပါပါတယ်အခုအဲ့လိုပုံစံမျိုးတွေကျွန်တော်တွေ့ရတယ်ပူပေါင်းပြီးတော့ပါဝင်တိုက်ခိုက်တယ်ဆိုပေမဲ့အမိတ်ပေးမှုအမိတ်စီးဆင်းမှုဆိုတဲ့ဟာတွေကတစုတစည်းတည်းသွားတဲ့ပုံစံမျိုးတွေမြင်ရတာပေါ့နော်အဲ့ဒါတကယ်အားရစရာကောင်းတယ်အဲ့လိုပုံစံမျိုးပဲဖြစ်ရမယ်အဲ့ဒါအကြောင်းမလို့လဲကျွန်တော်တို့အောင်မြင်မှုတွေရတယ်လို့ယူဆနိုင်တယ်ပေါ့နော်အဲ့အကြောင်းရင်းကလည်းတစ်ချက်ပါလိမ့်မယ်ပေါ့နော်အဲ့တော့ဒါကတကယ်ဒီလိုမျိုးအောင်မြင်မှုတွေရဖို့အတွက်အဓိကလှုပ်ဆောင်ရမယ့်အရာတွေကိုဒါချင်းတော်လိုင်းတက်ဖွဲ့တွေဒါမဟာမိတ်တက်ဖွဲ့တွေက တကယ်ကိုကြည်ကြည်ညံ့ညံ့ဖြစ်အောင်လှုပ်ဆောင်ထားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဗောနော်နောက်တစ်ခုစစ်ကောင်စီကချင်းပြည်နယ်မှာဘလို့နှိလမ်းမဲ့တုံတုံသူ့အတွက်မလွယ်ကူတော့ဘူးဆိုတဲ့နောက်ထပ်တစ်ချက်တွေ့ရတယ်အဲ့ဒါပါလဲဆိုတော့စစ်ကောင်စီကဒီလိုတိုက်ပွဲတွေဖြစ်တာမျိုးဗောနော်ဒါသူ့ရဲ့ဒါတံပြန်တိုက်ခိုက်တဲ့ပုံစံမျိုးဒါမှမဟုတ်ထိုးစစ်ဆင်တဲ့အခါမျိုးတွေမှာဘလို့ချိန်နေမျိုးမှာပဲဖြစ်ဖြစ်သူကလေကြောင်းတိုက်ခိုက်မှုကိုအသေးအံသုံးအပြင်းထန်သုံးတာလေကြောင်းတိုက်ခိုက်မှုလေကြောင်းတိုက်ခိုက်မှုပြင်ခုနောက်ပိုင်း drone နည်းပညာမြင့် drone တွေတုံးတယ်နည်းပညာမြင့်ဒါတခြား UAV ပဲဖြစ်ဖြစ်ကင်းထောက်ပဲဖြစ်ဖြစ်ဒါမျိုးပုံစံမျိုးတွေသူတောက်လျှောက်တုံးတယ်လေကြောင်းဆိုရင်လည်းသူအားဖြည့်တာရှိတယ်အဲ့လိုမျိုးလှုပ်ပြီးနောက်ပိုင်းမှာတကယ်လဲပုံဩပြီးတော့တုံးတာပေါ့နော်အခုလဲဒါသူတို့အဲ့ပုံစံမျိုးပဲတုံးတယ်အဲ့ဒီလိုမျိုးဒါလေကြောင်းတိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်လှုပ်ဆောင်လာပြီမဲ့ဒါချင်းလန်းအစိုးရအဖွဲ့ရဲ့ဒါမာမိတ်အဖွဲ့တွေနဲ့တိုက်ခိုက်မှုကြောင့်လို့ပေါ့နော်စစ်ကောင်စီဘက်ကအကြရှုံးများခဲ့တယ်ဆိုတာကိုတွေ့ရတယ်အဲ့တော့ပြောချင်တာကဒါလည်းပြည်သူမပါဘူးဆိုရင်သူကသူနီးပညာဘလောက်ပဲမြင့်မြင့်ပါနော် ြေပြင်မှာစစ်နိုင်မှုအတွက်မလွယ်ကူဘူးဆိုတဲ့ဟာကိုတတွေ့ရတယ်ဗောနော်အဲနောက်တစ်ခုကကျွန်တော်ပြောချင်တာအဲချင်းပြည်နယ်မှာရှိတဲ့တော်လိုင်းရင်တက်ဖွဲ့တွေကိုလေချောင်းနဲ့တွားပြီးတော့ဖျဲချောက်မယ်လို့တော့ဒါစစ်မစင်းစားနဲ့စစ်ကောင်စီကိုပြောချင်တာဗောနော်ညမင်းတို့စစ်ကောင်စီဘက်ကကောင်တွေကိုပြောချင်တာလေချောင်းကိုဘက်ကလေချောင်းဒါအရေးတာလို့ဗောနော်အဲလေချောင်းကအသုံးပြုခွင့်ပိုများလို့လေချောင်းကထိရောက်မယ်ထင်တယ်ဆိုပြီးတော့ချင်းပြည်နယ်မှာတွားလုံမယ်ဆိုရင်တော့မင်းတို့ကယူသွားမယ်မြေပြားကောင်တွေတကယ်ယူမှာဗောနော်ဘာလို့လဲဆိုတော့ဒီချင်းပြည်နယ်မှာရှေ့ကမြို့သိန်းနေဗောနော် မြို့သိန်းတွေမှာကြီးကြီးလိုက်ရင်ဒါချင်းကတော်လိုင်းတက်ဖွဲ့တွေကအမိတ်နာခံမှုအရန်ကောင်းတာနော်လုံးဝအကြောက်တရားမရှိတဲ့ပုံစံကြီးအဲ့လိုမျိုးတွေကိုမြင်တွေ့ခဲ့ရဆိုပြီးတော့ဒါပူပေါင်းပြီးတိုက်ခဲ့တဲ့မဟာမိတ်တက်ဖွဲ့စီကနေလည်းတိခဲ့တာရှိတယ်အဲ့မှာတိုက်ခဲ့ပါတယ်ဆိုတော့ချင်းတော်လိုင်းတက်ဖွဲ့တွေစီတက်ဖွဲ့ဝင်တွေစီကနေလည်းတိခဲ့ရတာရှိတယ်အားလုံးကအဲ့ဥစ္စာကိုတကယ်လက်ဖျားခါတာနော် လောကလေချောင်းဒီလိုမျိုးဘုံနေလာကျင်းနေပါတယ်ဆိုတော့ဂျားတွေကပါပဲမရရအောင်တက်ပြီးတော့သိမ်းခဲ့တဲ့ဟာတွေလောကရန်သူဘက်ကစကားပြောတဲ့အတန်ကားဆကြားနေရတဲ့အထိကိုပေါ့နော်တက်ပြီးတော့လောကကတ်ထားတာကတ်ထားပြီးတော့အမိတ်မပေးမချင်းဘာမှမလုပ်ဘူးအတန်မထွက်ဘူးအဲ့လိုမျိုးဒါလောကအမိတ်ဘလောက်ထိအမိတ်တည်တယ်လဲဆိုတာပေါ့နော်အမိတ်နာခံမှုဘလောက်ကောင်းတယ်လဲဆိုတာဟာပေါ့မလုံနေအောင်မလုံနေအောင်ကတ်နေပြီဗျာဒါမိသားဘလောက်မှမလိုတော့ဘူးဆယ်ကနေလောက်ပဲလိုတော့ ိုဘက်ကကောင်နေအချင်းချင်းပြောနေတာဆိုတာကြားနေရပြီဗျအဲ့အချိန်မှာလုံးဝမသိအောင်ကတ်ပြီးတော့နေထားပြီးတော့မှကျုံးဟေးဆိုတဲ့အချိန်ကျမှတက်ပြီးတော့လုံးပြစ်တာပေါ့နော်အဲ့လိုပုံစံမျိုးတွေကျွန်တော်တွေ့ရပြီးရင်ရဲစွမ်းတတိအရာမှာတော့ပြောစရာအကြောင်းပြီးရင်ရဲစွမ်းတတိအရာမှာလည်းတကယ်ကိုဒါပြီးတော့ရဲစွမ်းတတိအရာမှာလည်းတကယ်ကိုလက်ဖြားလောက်ခါလောက်စရာလေးပေါ့နော်အဲ့လိုမျိုးဖြစ်စဉ်ဖြစ်ရတဲ့ကြောင့်အများကြီးကြားသိကြရတယ်ပေါ့နော်လက်ပြုံလာတယ်လုံးဝအခြားတပ်ဖွဲ့တွေထိမှဆိုလို့လက်ပြုံအုပ်ပြီးတော့ကပစ်လိုက်တာတွေအသက်စွန့်ပေးလိုက်တာတွေပေါ့နော်အဲပြီးတော့ဒါ ဈေးရုံကိုရောက်နေတယ်ဈေးရုံကိုရောက်နေတဲ့အချိန်မှာလုံးဝပိုက်တန်းလိုက်နိုင်ပါတော့ပိုက်တန်းလိုက်နိုင်ကျွန်တော်လူတွေကျွန်တော်လိုမှာပဲဆိုပြီးတော့အဲ့လိုမျိုးပြန်ဝင်မယ်ဆိုပြီးတကယ်ကလုံနေတဲ့သူတွေပြီးရင်ဈေးရုံကနေခိုးပြီးတော့တပ်ဖွဲ့တွေစုကိုပြန်သွားတဲ့သူတွေအဲ့လိုမျိုးတပ်ဖွဲ့ဝင်တွေကချင်းမိနေမှာအများကြီးအများကြီးတကယ် အဲအဲ့လိုမျိုးမိန်နာကမှုအားကောင်းကောင်းနဲ့ပေါ့နော်ရဲစွမ်းတက်တက်အပြည့်နဲ့တိုက်ပွဲဝင်နေပါတယ်ဆိုတော့တပ်ဖွဲ့တွေအပေါ်ကိုခုနကလိုလေချောင်းနဲ့သွားပြီးတော့ချင်းချောက်လို့ရမယ်ဆိုပြီးထင်နေတယ်ဆိုရင်တော့စစ်ကောင်စီအတွက်မားသွားလိမ့်မယ်ပေါ့ဒါတကယ်အားရစရာကောင်းလို့ကျွန်တော်ပြောပြတာပါပေါ့နော်ဒီအတွက်လည်းတကယ်ကိုယ်ယူရပါတယ်အဲ့တော့စစ်ကောင်စီကအဲ့တိုက်ပွဲတွေအတွင်းမှာလေချောင်းတိုက်ခိုက်မှုတကယ်ကိုအကြီးကျယ်လုပ်ခဲ့တာပါ6ရက်နေ့မှာတိုက်လီနဲ့၄ချိန်တိုက်ခိုက်တယ်14ရက်နေ့မှာ9ချိန်ဝိုင်တွဲနဲ့2ချိန်15ရက်နေ့မှာတိုက်လီနဲ့2ချိန် အဲ16ရက်နေ့မှာတိုင်းလင်းနဲ့နှစ်ချိန်ဝိုင်းတွဲနဲ့ဘုံအလုံးရင်90အလုံးရင်90 16ရက်နေ့မှာဖိုင်တာနဲ့၄ချိန်ပေါ့နော်အဲ့တော့အဲ့လိုမျိုး၄ချောင်းတိုက်ခိုက်မှုအပြင်းထန်လုပ်ခဲ့တာတော့မှပဲသူတို့ဘက်က100ကျော်သေးတယ်တကယ်နဲ့နဲ့ရလက်လာဒီဥစ္စာတကယ်မိုက်တယ်ကျွန်တော်တို့သဘောကျပြီးရင်လက်နက်ခဲရကနေရတယ်ပေါ့နော်ထပ်ပြီးတော့လည်းရဖို့အတွက်လည်းရှိအောင်ပါပဲပြီးတော့အဲ့လိုမျိုးဖြစ်သွားပြီဟေးဆိုတာနဲ့စစ်ကောင်စီဘက်မှလည်းစိတ်သက်သာစင်းတာတွေရှိမယ်ကြောက်ရွံ့တိတ်လန့်တုန်လှုပ်တာတွေရှိမယ် ပြီးတော့ဟာငါတို့တုံးနေတဲ့နီလန်းတွေကတိုးလို့မရပါလားဆိုတဲ့စိတ်မျိုးတွေတော့ဖြစ်ရင်ဖြစ်သွားနိုင်တယ်ပေါ့နော်လိုပဲဖြစ်ဖြစ်ဒါချင်းတော်လိုင်းတက်ဖွဲ့တွေမာမေးပူပေါင်းတက်ဖွဲ့တွေဗီဒီယိုတက်ဖွဲ့တွေတကယ်ကိုကြီးကြီးလေးစားရတာဖြစ်ပါတယ်အဲ့တော့စစ်ကောင်စီဘက်ကဝါရဖြန့်တယ်လို့ပေါ့နော်ဒါစီအာတာနေပြီဆိုတာကဒါနမခနေမြေအတွင်းမှာတော့မဟုတ်သေးဘူးဆိုတဲ့ဟာကိုဒီဖြစ်စဉ်တွေကပြနေတယ်အဲ့တော့ဒါအပြင်ဘာထက်သိရလဲဆိုတော့ဒါစစ်ဘိုလ်ချုပ်တွေပေါ့နော် ဒီစစ်ပေါ်ကြောတွေကသူတို့အောက်ကသူတို့ရဲ့စစ်သားတွေပေါ့နော်အခုနနမခတိုင်းမှုလို့ကောင်းမှုတွေတုံးတုံးဟာဒါဒုတမမှုလို့ကောင်းမျိုးတွေပေါ့နော်အဲ့လိုကောင်းမျိုးတွေကဒါစစ်ပေါ်ကြောတွေထားပေါ့အဲ့ကောင်တွေကသူတို့ရဲ့အောက်ကစစ်သားတွေကိုကြတော့ဘဝတွေအသက်တွေရင်းပြီးတော့တိုက်ပွဲတိုက်ခိုင်းတယ်အသေးခံခိုင်းတယ်ပေါ့နော်ဒါပေမဲ့သူတို့ကတော့နောက်တန်းလိုနေရာမျိုးမှာကိုကျိုးရှာလို့မပြတ်ဘူးအဲသူကစီးပွားရှာလို့မပြတ်ဘူးဂိတ်ကောက်စားလို့မပြတ်ဘူးအဲ့လိုပုံစံမျိုးလုပ်နေတာဆိုတော့ဒါအောက်ခြေကစစ်ကောင်စီစစ်သားတွေအတွက်ရင်နာကြပါပေါ့နော် ဒီကောင်နေကိုဘလို့မျိုးပုံစံမျိုးနဲ့ကျွန်တော်လည်းပြောရမှမသိတော့ဘူးเนาะ။ဘာဖြစ်လို့လဲဆိုတော့ဒီလောက်ထိသူတို့အပေါ်မှာရက်ဆက်ရုပ်မှဖိနှိပ်ချုပ်ရဲခွဲခြားဆက်ဆံတာတွေတောက်လျှောက်လုပ်နေတာတောင်မှပဲသူတို့တွေဘာကြောင့်မလို့အသက်ပေးနေရတာလဲတကယ်ကိုတော်ယုံတန်လုံးဒါအသိဉာဏ်ရှိတဲ့သူဆိုရင်ဒီဥစ္စာတွေကိုလက်မခံတော့တော်တော်လေးကိုအသိဉာဏ်မရှိလို့ကအဲ့လိုဖြစ်နေတာပေါ့နော် အဲ့ဒါက brain wash ကတကယ်ကြောက်စရာကောင်းတယ်ဗောနော်စစ်ကောင်စီဘက်ကအဲ့လိုမျိုးဝါရမိုင်းတိုက်ထားတာအဓိကတော့ဒီဘက်တော်လိုင်းကြီးတပ်ဖွဲ့တွေအဲဒီဘက်ကဗောနော်သူတို့ရန်သူလို့သဘောထားပါတယ်ဆိုတဲ့သူတွေအကုန်လုံးကိုသူကတောင်းချမ်းသူလို့သတ်မှတ်ထားတယ်သတ်မှတ်ခိုင်းထားတာအောက်ကအဖွဲ့တွေကဆိုတာအဲ့လိုပြောထားတာဒီအဖွဲ့တွေကနိုင်ငံကိုဖျက်ဆီးနေတာအဲပြီးရင်ဘာပြောလဲဆိုတော့နိုင်ငံတနိုင်ငံမှာဗောနော်တတ်မတော်မရှိလို့မရဘူးအေးအဲ့မရှိလို့မရဘူးဆိုတဲ့တတ်မတော်ကငါတို့ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးဒီလိုမျိုးဝါရမိုင်းတွေရိုက်သွင်းထားအခုဒါ တခြားပေါ့နော်ဒါပြည်သူတွေပဲဖြစ်ပါပဲဖြစ်ဒါတက်မယ်ဖြတ်မယ်တက်ဖို့ဖြတ်ဖို့ခိုင်းနေဆိုရင်တော့မှပဲတချို့မလုပ်ရဲဘူးဆိုရင်သူကဘာမှမဖြစ်ဘူးလုပ်လို့ရတယ်အဲ့ဒါပြည်သူမဟုတ်ဘူးအဲ့ဒါကဒါခုနလိုတောင်းကျမ်းသူကိုထောက်ပံ့ပေးနေတာအဲ့ဒါကတောင်းကျမ်းသူတွေရဲ့အဖေနဲ့အမေတွေ ဲ့ဒါကတောင်းချမ်းသူတွေရဲ့သားနဲ့သမီးတွေဖြစ်တယ်အဲ့တော့ကလေးငယ်တွေကဆာမင်းတို့ဘာမှမဖြစ်လို့လုပ်လို့ရလူကြီးသူမတွေကဆာမင်းတို့ဘာမှမဖြစ်လို့လုပ်လို့ရတယ်ဆိုတော့ဝါရမိုင်းနေရိုက်သွင်းထားတာအဲ့တော့အသိဉာဏ်ကလည်းမရှိတဲ့အပြင်မှာခုနလိုဝါရမိုင်းမှာရိုက်သွင်းခံထားတော့ဒီကောင်တွေရဲ့ဘဝကတကယ်သနာစရာကောင်းတယ်ပေါ့နော်ကျွန်တော်ကတကယ်ပါအဲ့လိုမျိုးဒါလူတယောက်အုံချခံနေရတဲ့ဟာကိုမဖြစ်စေချင်လို့ပြီးတော့ဒီအာနာရှင်အတွက်အလားအသက်အလကားတသက်အသက်တွေပေးနေရမှာဆိုလို့ဒီလိုမျိုးပြောနေကြတာဒါပေမဲ့အမြုပ်တွေပဲထွက်လာတယ်ဒီကောင်တွေနားမလဲဘူးတကယ်ကိုနားလဲတဲ့သူတွေလည်းရှိတော့ရှိတယ်အဲ့လိုမျိုးရှိပြီးတော့ထွက်လာနိုင်ခဲ့တဲ့သူတွေကြောက်တယ် လွတ်မြောက်သွားရောသူတို့တဘောအလုံးအတွက်လွတ်လပ်သွားပြီပေါ့နော်အဲကြောင့်ဘလိုပဲဖြစ်ဖြစ်ဒါဒီဥစ္စာကလည်း တကယ်ကိုဗောနော်အားရစရာကောင်းတဲ့တည်င်းတစ်ခုဖြစ်တယ်။ဒါချင်းပြည်နယ်မှာတည်င်းတွေကအစင်စက်မပြတ်ဗောနော်ထွက်ပေါ်လာဖို့အတွက်ကအရန်ခဲရင်းနေတဲ့အနေအထားဖြစ်တယ်။ဘာလို့လဲဆိုတော့ဒီဖုန်းလိုင်းတွေအင်တာနက်လိုင်းတွေအရန်ဖြတ်တောက်ခံထားရတာတွေရှိတယ်။စစ်ကောင်စစ်ဘက်ကလည်းတကယ်ကိုတည်င်းအမောင်ချဖို့အတွက်ဒီလိုမျိုးရည်ရွယ်ပြီးတော့လှုပ်ဆောင်နေတာတွေရှိတယ်။ဒေသခံပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတာတွေရှိတယ်။လိုအပ်ချက်တွေအများကြီးရှိတယ်။ဒါရာသီဥတုကအစဗောနော်။ဒါဒီဘက်မှာတော့အေးနေပြီဆိုရင်အဲ့ဘက်ချမ်းဒါတောင်ပေါ်ဒေသတွေကပိုလို့တော့မှစောသေးတယ်ဗောနော်။အဲ့တော့အဲ့လိုမျိုးအေးဒဏ်ခံနေရတဲ့နေရာမျိုးတွေမှာ ဟိုပြေးဒီလွားနေပေါ့နော်တောတောင်တွေထဲမှာဒုက္ခရောက်နေတဲ့ဒေသခံပြည်သူတွေလည်းအများကြီးရှိကြပါတယ်အဲ့တော့နှိဆက်ရအဖွဲ့စည်းတွေစီကနေပြီးတော့ကိုပါဝင်ခြင်းတဲ့နေရာမျိုးတွေကိုဒါတက်နိုင်တဲ့လောက်ပါဝင်ပေးကြပါပါပေါ့နော်ဒါတက်ခိုက်ရေးတက်ဖွဲ့တွေဒါစစ်အနိုင်တိုက်ဖို့အတွက်လုံနေကြတဲ့နေရာမှာပါဝင်မလား စီပေးဆောင်တွေအတွက်စာနယ်ဧည့်ခါအတွက်ပါဝင်မလားအဝေးစားအတွက်ပါဝင်မလားဒါမျိုးပုံစံမျိုးနဲ့ပါဝင်ပေးလို့ရတာတွေအများကြီးရှိပါတယ်ဒါတွေကလည်းကျွန်တော်လုပ်ပေးနေရမှာဖြစ်တယ်အဓိကတော့စစ်ကောင်စီကဒီလိုမျိုးဖြစ်အောင်တမင်ရှိရပြီးတော့လုပ်နေတာဖြစ်တဲ့အတွက်ဒီတာဝန်တွေကိုလည်းဒါကျွန်တော်ဒါပြည်သူတွေကပြန်ပြီးတော့ဒါတဆင့်ပြန်ပြီးတော့ထမ်းဆောင်ပေးကြဖို့လိုပါတယ်ဗောနော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်စစ်ကောင်စီဘက်ကအကြီးပိုင်းတွေပြုတ်ဖို့အတွက်ကိုဗောနော်မြေပြင်ကတော်လိုင်းတပ်ဖွဲ့တွေကလှုပ်ဆောင်လို့ရတယ်ဆိုတာကိုဒါကလည်းတက်တည်ပြသွားတယ်။ဘာကြောင့်လဲဆိုတော့ခုနကလိုမျိုးခေါင်းစဉ်တွေတက်တယ်ဆိုတာကမင်းအွန်လိုင်းလည်းအဲ့လိုမျိုးလက်စားတယ် ဒီနမခကမျိုးဝင်ထွေးတယ်မှာဒီလိုမျိုးဂိတ်ကောက်ပြီးတော့လက်စားတာမဟုတ်ဘူးတရားမဝင်ကုံစံမှုကိစ္စတွေပါဝင်ပတ်သက်တာမဟုတ်ဘူးမင်းအွန်လိုင်းလည်းလှုပ်တယ်အကုံလုံးလှုပ်တယ်အဲ့စစ်ဖို့ကြိုးဆိုတဲ့ကောင်တွေအကုံလုံးလှုပ်တယ်ဂိတ်မှာထိုင်နေစစ်သားဟိုးပေါ့စနာစားအကုံလုံးလှုပ်တယ်ဒါမှမပါလေခုနလိုမျိုးပေါ့နော်သူတို့ရဲ့စီးရေးရှင်မှန်းချက်ပြေဝအောင်မလုပ်ပေးနိုင်တဲ့အခါဒါမင်းအွန်လိုင်းအခုဆိုရင်ရွေးကောက်ပွဲလှုပ်ဖို့အတွက်အရန်ဒါလိုအပ်နေတယ်အဲ့လိုလိုအပ်တဲ့အခါမှာဒီကာလအတော်တွေမှာပြည်နယ်တွေတဲ့ကနေရာချုပ်ကိုပြန်ရဖို့သူစူးစမ်းတယ်စူးစမ်းတဲ့အခါမှာရအောင်မလုပ်ပေးနိုင်တဲ့ကောင်တွေခုလိုမျိုးပြေပေးခံရတာပဲ။ အဓိကတော့ခေါင်းစဉ်တက်လိုက်တာအာဂတိလိုက်စားတယ်ဆိုတာဟာနဲ့ခေါင်းစဉ်တက်လိုက်တာတကယ်တမ်းစစ်မနိုင်တာအဓိကအဲ့ဒါလည်းပါတယ်ပေါ့နော်အဲ့ဒါကျတော့မြေပြင်ကတော်လိုင်းတက်ဖွဲ့တွေကခုနလိုမျိုးခုနလိုမျိုးပေါ့နော်စစ်ကြောင်းတွေပျောက်သွားအောင်လုပ်နိုင်လိုက်တဲ့ဟာတွေသူတို့လိုချင်တဲ့မြို့နယ်တွေကိုမပေးရအောင်ကာကွယ်နိုင်လိုက်တဲ့ဟာတွေကဟိုးအထက်ပိုင်းမှာရှိပါတယ်ဆိုရဲစစ်ကောင်စီအကြီးပိုင်းတွေပါလုံးဝပြုတ်စော်နိုင်အောင်လုပ်လိုက်တာတွေအချုပ်တဲ့တန်တိုင်းကြားတဲ့ကြောက်သွားအောင်လုပ်လိုက်နိုင်တာတွေအထိဖြစ်သွားတယ်ဆိုတဲ့ဟာကဒီဖြစ်စဉ်ကိုကြည့်ရင်သိသာစေတယ်ပေါ့နော်အဲ့တော့ လိုအပ်ဖြစ်ဖြစ်ဖြစ်စဉ်တွေကလည်းအားရစရာကောင်းပါတယ်နောက်ထပ်နောက်ထပ်ဒီထက်ကောင်းမှုအတွက်ဒီထက်အောင်မြင်မှုရဖို့အတွက်ကိုလည်းဆက်လက်ပြီးတော့ပြည်သူ့အနေနဲ့ပါဝင်ပေးကြပါအောင်လို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်